ဒီနေ့ခေတ်တချို့ဓမ္မတွေကတိတ်အယုံလွယ်တာပဲဘယ်လိုလိုမျိုးတွေကိုအယုံလွယ်လဲဆိုရိုးရိုးရှင်းရှင်းနေသူတို့ကမယုံဘူးเนาะရိုးရှင်းရှင်းနေမယုံဘူးအထူးအဆန်းလုပ်ပြန်ယုံတယ်ထူးဆန်းလုပ်ပြန်ယုံတယ်ဟန်ရပြနေယုံတယ်တခါတော့ဟန်ဟန်ဟန်လို့ထွက်လို့နေတယ်လို့လည်းဆိုရင်တကယ်သူတို့ကအထင်ကြီးပြီးတကယ်ယုံသွားတာနော် ီပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာလေ့လာစဉ်းစားတာမျိုးလည်းမရှိဘူးသူပြောနေတော့နေတာတွေဟောရောဟောရလားမှန်ရောမှန်ရလားလို့လည်းမတွေးရဘူးအမြင်မြအကြားမြနဲ့ယုံကြည်တတ်ကြတယ်ဗောအေးယုံယုံယုံရင်ကိစ္စမရှိဘူးနော်ယုံမှလို့ပုံအပ်မိလို့အလိန်ခံရရင်တော့ဒုက္ခရောက်ပြီသားမှတ်ဦးဇင်းတော်ဟောတော့က ဘာရဏတိပြည်မှာယွာငယ်လေးတွေပါရှိတယ်အဲ့မှာယွာတထေးရှိတယ်တောတထေးပေါ့အဲ့တောတထေးတယောက်ကသူ့ယွာကိုရသိတယောက်ရောက်လာတော့ကြီးညိုတာနဲ့တောချောင်းဆောင်းပြီးတော့နေတာရသိကဟန်သိကောင်းတာဟန်ဆောင်သိကောင်းတာအမလီအိမ်မြဆုံးခံကြွားလာရင်ယဟန္တာလောက်နီးနီးသူကအင်္ဂလိပ်ရရလာတာ စရုံးကြီးဆိုလည်းအကြီးပဲထုံးတာအာတခါတဲ့ကြီးညိုလိုက်ပုံများတထေးကတထေးကနော်ဒါနဲ့ဩငါဆရာရသေးသေးကြီးညိုဆရာကောင်းတာပဲတောရဒေတာဆိုတော့မင်းနဲ့လည်းဝေအုပ်ချုပ်တဲ့ပုံကိုယ်တွေနဲ့အလံဝေးတဲ့အခါကျတော့ငါပစ္စည်းဥစ္စာရွှေစင်နှိတ်ခလေးသိန်း ရှင်စဉ်အချင်းလေးသိန်းနော်နဲရရွှေမဟုတ်ဘူးတောတထေးသမအထင်တော်သားမသေးနဲ့တချို့ကမြို့မှာတက်ပြီးမနေဘူးဆိုတာမြို့ရမှာနေသားမကြတော့အတိုင်းအဝိုင်းမရှိတော့မနေရှင်လို့မနေတာနော်တောမှာချမ်းသာတဲ့လူတွေတချို့မြို့ကလူတွေလောက်ချမ်းသာတယ်ဗျအင်းရှင်စဉ်အချင်းလေးသိန်းနဲ့အရာရသေးကြောင်းကိုယူပြီးတော့မြောက်တာအရှင်ဘုရားဒီရွှေတွေကိုစောင့်ရှောက်ပေးပါဦးတပည့်တော်တခိုးဓမြရန်ကြောက်ရလို့ပါ အဲ့ကြတော့အဲ့ယသိဘာပြောတော့ဆိုတော့တကားတည်းရွှေငွေဆိုတာတို့ယသိယဟန်နေနဲ့မအပ်ဆပ်ဘူးဒီလိုစကားမျိုးတောင်မင်းမပြောသင့်ဘူးမင်းအမြဲထားစင် ထားခဲ့ပေါ့နော်အဲ့ဒီလိုပူပူသားသားလေးလှုပ်ပြလိုက်မှာဓမ္မတွေကလည်းယုံတာနော်อืมညနေခက်စင်လိန်ကောင်းပေါ့အကြာမြင်မရပဲအကြာမြင်ရတရောင်ရောင်อืมတချို့တချို့เนาะအဲ့ဒါစင်ကြည့်ကြည့်နေ အချို့လည်းပဲအခါတော်ပေးရတာနဲ့ဟိုဟာလှုပ်ရတာဒီဟာလှုပ်ရတာအမှန်ကတော့ဒါဓမ္မတွေကပြောတဲ့စကားကိုနားထောင်ပြီးတော့နောက်ကလိုက်နင်းပြီးတော့ပြန်ပြောတာနော်အဲ့တော့ဘာမှထူးဆန်းတာမဟုတ်ဘူးအဲ့ဒါတည်းဘာမှထူးဆန်းတာမဟုတ်ဘူးအဲ့ဒါအလိန်ကောင်းတဲ့ခါကျတော့အဟုတ်ယုံကုန်ကြတာဖះဟောတရားထက်တော့မှပဲသူတို့အဟောပြောတွေကိုပိုးတောင်ယုံနေသေးတယ် ဒီမှာလည်းပဲယုံသွားတာပဲတထည့်ကြီးကအဲ့ဒါယသိကသူ့အကြံနဲ့သူသူကညကြတော့တွေးတယ်နေ့သမီးကနေကြသူကအရင်နဲ့ဒါတော့ရွှေအများကြီးကွာငါတရားတွေယူပြီးတော့ထွက်ပြေးလို့ငါစီအပ်ထားတာပဲငါပဲချင်းယူယူပြတာငါတရားတွေယူထွက်ပြေးလို့ရှင်တော့တနေရာတော့လောက်ကန်စားလို့ရှင်သားနဲ့မရနဲ့အမျိုးသမီးတွေနဲ့တခါတည်းပျော်လို့ပါလို့ငါကောင်းကောင်းစားလို့တောက်လို့ရမှာ ဲ့လိုပြေးပြေးတိုင်းရွှေတွေကိုသူကပေါ်ပေါ်ပြီးတော့သူထွက်ပြေးမယ်လမ်းမှာသွားမြုပ်ထားတယ်တနည်းအားဖြင့်အဲနောက်တနည်းအားတော့တထဲအိမ်သွားသွားပြေးတော့တထဲငါတို့ရသည်ရဟန်းဆိုတာရွာတရွာတကားတယောက်ကိုအကြာရင်မှီနေလို့မကောင်းဘူးဒါရမရတန်ရောစဉ်ဖြစ်ပြီးတော့ကြလူတွေနဲ့ရောရောဆက်ဆက်ဖြစ်သွားလိမ့်မယ်။အဲ့ဒါငါတို့တွေအပြစ်မကင်းနိုင်ဘူး။ငါခကြီးသွားမယ်။တခြားလူနဲ့ဝေးတဲ့နေရာသွားနေမယ်။ နေရာရွှေ့တော်မယ်ပေါ့အရှင်ဘုရားနေပါအောင်ဘလို့တတာမရဘူးကန်တာစင်အရှင်ဘုရားကြွပါလိုက်ပို့လိုက်တစ်ချက်ကြီးဟွန်းဘာတော့ပြီအဲ့ဒါအဲ့ဒါယသိကဒီလောက်နဲ့ဟာဒီယသိဒီတစ်ထည့်ကိုပို့သေးချာတော့ငါလောက်ခဲ့အောင်မယ်လမ်းမရမျက်ချောင်းလေးတစ်ခုစပင်ထဲမှာထိုးပေးတော့ပြန်ချလာ ဟောအရှင်ဘုရားဘာကိစ္စပြန်လာတာတော့ဒီမှာပြန်နေမယ်လို့တာမဟုတ်ဘူးတကားတဲ့ငါမင်းအိမ်ကထွက်လာတော့ငါလေခေါင်းမှာစပင်ကြားတဲ့ကွယ်အိမ်အမိုးကမျက်ချောက်ကလေးနှစ်ပင်သုံးပင်ညှိပါလာတဲ့အဲ့ဒါငါတို့ရသေဒီမှာသူများပစ္စည်းကိုခိုးယူတဲ့အရိဏဒါနအကုသိုလ်ကံများဖြစ်လေမလားလို့ငါတန်တရာကုတ်ကုတ်စာဖြစ်လို့လာပေးတာ အမလီအံ့ဩစရာကောင်းလိုက်တာဗျာဒီလောက်ကလေးကဒုက္ခခံပြီးလာပေးဖို့မလိုပါဘူးတပြည့်တော်ကကြီးညိုပြီးသားလှူပြီးသားပေါ့အောင်းမလိုက်ပါကဲကဲကြွကြွကြွညချောက်ကလေးပြန်ပေးပြီးတော့ကြွသွားတော့ကြီးညိုသွားအဲ့ဒါတရိထားနော်ဟန်ဆောင်ကောင်းတာဟန်ကောင်းတာဟန်ကောင်းတာနော်မလိုဘဲနဲ့အပူတွေလှုပ်ပြတာဒီနေ့ခေတ်ကအဲ့ဒါလိုဖြစ်နေတာပူပူသားသားလေးကိုလှုပ်ပြလိုက်မှာ အာရမတွေကလည်းပဲသဘောတွေကိုကြားလို့ချင်းညွှန်းပူပူတာတာလေးကိုလှုပ်ပြလိုက်မှလိန်လို့လည်းအကောင်းချက်သွားတာပေါ့ဒီနေ့ကတချို့အလိန်ခံရတာနော်ဘာသာရေးအသုံးချပြီးလိန်ခံရတယ်ယုံကြည်မှုကိုအသုံးချပြီးလိန်ခံရတယ်음လိန်ဦးဇနောဖြူစရာတော့ order တရားတစ်ခုရှိတယ်음တော့လူမျိုးကဟေးအလိန်ခံရမဲ့လူကတတ်တတ်ကိုရှိတယ် လိမ်မဲ့လူကိုလိုလာတယ်လိမ်မဲ့လူပဲလိုလာတယ်လိမ်မဲ့လိုတာပြပြလိမ်လို့ရတာအဲ့ဒါအလိမ်မိပြီးသားမှတ်ပြီတော့ဖះရှင်ဟောထားတဲ့တရားတွေလည်းရှိနေတာပဲမှားအီမှန်အီတကယ်ဟုတ်ကြီးမဟုတ်ကြီးဘာသာရေးနဲ့ပတ်သက်လဲစဉ်းစားချင့်ကြင်ကြပေါ့ကမ္မတာရတ္တမရေတိဆိုတဲ့ဘုရားရှင်အဆုံးအမတွေရှိနေပါလေဟိုးမကိုးကွယ်တဲ့မကိုးရထတဲ့အရာတွေကိုကိုးကွယ်စိတ်ကယုံကြည်နေမှဆိုရင်အလိမ့်ခံနေရအောင်ပါပဲ။ သူတို့ရဟန်ပြပြီးတော့လူတွေဇုံအောင်အမျိုးမျိုး6လှန့်လိညာလောက်ကင်ပြနေတဲ့ဥစ္စာတွေဟိုဟာပူတဲ့အောင်ဒီဟာဝင်းတဲ့အောင်လောက်ပြနေတာတွေကိုအဟုတ်မှတ်မနေကြနဲ့ပါမအကျိုးမရပဲနဲ့ကောင်းကျိုးမရပဲဆိုးကျိုးရမယ်အယူတွေလွဲ့ပြီးအယုံလွဲ့ရင်အပင်ငရဲတောင်ရောက်နိုင်တယ်ဗျအဲ့ဒါတရိဌာတော်ယုံတန်ယုံယုံတာပဲကောင်းတယ်